အေးယို Apple ကွန်ပျူတာတွေပေါ်မှာ Adobe Company ကထုတ်တဲ့ Photoshop, InDesign, Illustrator နဲ့တခြား software တွေ install လုပ်ဖို့ကြိုးစားတိုင်းကိုယ့်ကိုပြန်ပြီး hack ဖို့ကြိုးစားနေတဲ့ screen ကိုကြည့်ပြီးလမ်းဆုံးသွားပြီလား။ Photoshop, InDesign, Illustrator fancy စသန်းနာမည်လေးတွေနဲ့ Mac user တွေကို play နေကြတာခြားပါပြီ။သူတို့ကို install လုပ်တိုင်းအာကာသတွေကိုဒုံးပြန်တစ်စင်းလွှတ်ရတဲ့အချိန်ခံစားနေရမှာလို့ပါ။ဒီနေ့တော့ step by step download and install လုပ်နည်းလေးပြောပြပေးချင်ပါသေးဗျ။ drama ရင်မခင်း PR တွေလည်းမပေးဘူး။ တင်းရဲ့ keyboard ကိုငိုအောင်လည်းမလုပ်ဘူးလို့ကြေပေးပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ခဲ့ရင်တင်းရဲ့ Apple computer လေးကလမ်းခွဲပြီးနောက်ပိုင်းပြန်လာတဲ့ AI gadget တောင်ပို့ပြီးတော့မိုက်နေမှာပါ။ကဲဒါဆိုရင်တော့ Adobe ရဲ့ကလေးလေးတွေကို download and install လုပ်လိုက်ကြပါစို့ဗျ။ Adobe ပဲဖြစ်ဖြစ် Microsoft ပဲဖြစ်ဖြစ်သူတို့ရဲ့ software တွေအပြင်တခြား crack ထားတဲ့ software တွေကို download ဆွဲဖို့လိုအပ်တဲ့ software လေးတွေရှိပါရဲ့ဗျ။ Mac အတွက် Adobe software တွေကိုအခါကျင်းဝင်မပေးဘဲဓားမြတိုက်ပြီးယူရမှာဖြစ်လို့ သူတို့ကိုဒေါင်းလုပ်မဆွဲခင်ဘဝကိုပိုပြီးလွယ်ကူအောင်လုပ်ပင်နိုင်တဲ့ပြည်စည်းကိရိယာလေးတွေလိုပါတယ်နံပါတ်1 brave browser ဘာလို့သူ့ကိုရွေးတာလဲတကယ်လို့ Google Chrome ဝင်တာသုံးရင်ဓာတ်တိုက်ပြီးဒေါင်းလုပ်ဆွဲရမယ့် software တွေကိုရဖို့ VPN အရင်ဆုံးချိန်ပေးရပါတယ် brave ကတော့ VPN မလိုပါဘူးကြော်ညာတွေကိုလည်း block ပေးသလို tracker တွေကိုလည်းတားဆီးပေးပါတယ်ဒါကြောင့် brave browser ကိုသုံးတာပါ Mac အတွက် crack software တွေကို torrent file ဖြစ်တဲ့ဖန်တီးကြပါတယ်ဒီ torrent file တွေကို download ဆွဲပေးနိုင်မယ့် downloader လိုပါရဲ့ဗျဒါကြောင့် web torrent လို့ခေါ်တဲ့ torrent downloader application ကိုသုံးရပါတယ်သူတို့နှစ်ခုသားရှိရင်အိတ်ကတ်ထဲကို Capri America နဲ့ Iron Man ကိုထည့်ထားရသလိုမျိုး Mac အတွက် application တွေလိုတိုင်းမျောကြမျောကြနဲ့ဖြစ်နေမှာပါဟုတ်ကဲ့ပါ Brave browser ကို download ဆွဲဖို့အတွက် Safari ကိုဖွင့်လိုက်ပါဗျ brave.com ကိုတွားလိုက်ပါဗျ website လေးဖွင့်သွားပြီဆိုရင် link ပေါ်ရောက် get brave ဆိုတဲ့ download button လေးကိုနှိပ်ပြီးဆွဲလို့ရသလို မီနူဘာဘော်ကခရမ်းရောင် get brave ဆိုတဲ့ button လေးကိုနှိပ်ပြီးလဲ download ဆွဲလို့ရပါတယ်။ကျွန်တော်ကတော့လိမ်မော်ရောင် cloud လေးကိုပဲနှိပ်လိုက်ပါတယ်။ download ဆွဲတာလေးပြအောင်စောင်းလိုက်ပါမယ်ဗျ။ web torrent ဆိုတဲ့ application လေးကို download ဆွဲဖို့ webtorrent.io ဆိုတဲ့ website ကိုဖွင့်လိုက်ပါဗျ။ website လေးဖွင့်သွားပြီဆိုရင် download ဆွဲဖို့နေရာနှစ်ခုရှိပါရဲ့ဗျပထမတနေရာက menu bar ပေါ်က web torrent desktop ဆိုတာရဲ့အောက်နားလေးက get web torrent desktop ဆိုတာလေးရပါကျွန်တော်ကတော့အပေါ်ကဟာလေးကိုပဲနှိပ်လိုက်ပါတယ် mac အတွက် download ဆွဲတာဖြစ်လို့ download format ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါဗျ download ဆွဲတာလေးပြီးအောင်စောင်းလိုက်ပါမယ်ဗျ web torrent application လေး download ဆွဲတာပြည့်တော်ပါရဲ့ဗျ brief browser ကို install လုပ်ပါမယ်ဗျ။ဒါကြောင့် install လုပ်ဖို့အတွက် Finder app ကိုဖွင့်ပြီး download ဆွဲထားတဲ့နေရာကိုသွားလိုက်ပါဗျ။ Brave browser ပေါ်မှာ double click နှိပ်လိုက်ပါဗျ။ application folder လေးတွေကိုဆွဲထည့်ပေးလိုက်ပါဗျ။ Brave browser ကို install လုပ်ပေးပါမယ်။ web torrent application ကို install လုပ်ပါမယ်ဗျ။ဒါကြောင့် install လုပ်ဖို့တဲ့ Finder app ကိုဖွင့်ပြီး download ဆွဲထားတဲ့နေရာကိုသွားလိုက်ပါဗျ။သူ့ပေါ်မှာ double click နှိပ်ပေးလိုက်ပါဗျ။ application folder လေးတွေကိုဆွဲထည့်လိုက်ပါဗျ။ web torrent application လေးကိုလည်း install လုပ်ပေးပါဗျ။ Mac အတွက် torrent file ကို Brave browser နဲ့ download မဆွဲခင် setting တချို့ချိန်ပေးဖို့လိုပါတယ်ဗျ။ဒါကြောင့် Brave browser ကိုဖွင့်လိုက်ပါဗျ။ပထမဆုံးအချိန်အနည်းနဲ့ဖွင့်လာပြီဆိုရင်ဒီနေရာလေးမှာ skip လုပ်ပေးလိုက်ပါဗျ။နောက်တစ် skip ကိုပဲထပ်နေလိုက်ပါဗျ။ Maybe later Brave browser ကိုပို့ပြီးကောင်းအောင်တစ်ဖက်တစ်လမ်းကကူညီနေတာဖြစ်လို့ကျွန်တော်ကတော့ဒီနှစ်ခုလုံးကိုအမှန်ချင်းမပြုတ်ပဲ finish ကို click ပေးလိုက်ပါမယ်ဗျ။နောက်တစ်ဆင့်ကတော့ setting ကိုသွားဖို့ပါ။ဒါကြောင့် ညာဘက်အပေါ်တောင်ကမြင်းချောင်းသုံးချောင်းအိုင်ကွန်လေးကိုနှိပ်လိုက်ပါဗျ။အိုးအောက်ဆုံးမှာရှိတဲ့ဆက်တင်ကိုနှိပ်လိုက်ပါဗျ။ဘယ်ဘက်ချမ်းမှာ cheese ကိုနှိပ်လိုက်ပါဗျ။ cheese ကိုနှိပ်ပြီးညာဘက်မှာပေါ်လာတဲ့ trackers and ads blocking မှာ aggressive ကိုရွေးပေးလိုက်ပါဗျ။ web torrent application နဲ့ torrent file တွေကို download မဆွဲခင် မလိုတာလေးတွေနဲ့လိုတာလေးတွေကိုချိန်ကြီးဖို့ application ကိုပထမဆုံးချိန်ဖွင့်လိုက်ပါမယ်ပြည့် application လေးဖွင့်လာတဲ့အခါလက်ရှိမြင်နေရတဲ့နေရာတွေကမလိုအပ်ပါဘူး big bad bunny တို့ဘာတို့ညာတို့အကုန်ဖြစ်လိုက်ပါမယ်ဗျဒီလိုရှင်းရှင်းလင်းလင်းလေးဖြစ်နေမှပိုကောင်းတာပါ Adobe software တွေကိုရဖို့အတွက် torrent file တွေကို download ဆွဲရပါတယ်ဗျဒါကြောင့် torrentmed.net ဆိုတဲ့ website ကိုပြင်လိုက်ပါဗျဒီ website က brave မဟုတ်တဲ့တခြား browser ကိုသုံးမယ်ဆိုရင်ကြော်ညာရတက်ပါတယ် torrent file တွေကို download ဆွဲရဖို့ရေး tab အသစ်တွေကိုအလိုလျောက်ဖွင့်ပေးတာတွေကိုလိုက်ပေးရပါသေးတယ်။အဲ့လိုမျိုးတွေအလုပ်ရှုံးမခံချင်လို့ brave browser ကိုသုံးရတာပါ။ download ဆဲ adobe နဲ့ပတ်သက်တဲ့ software တွေကိုပဲ download ဆွဲမှာမို့အပေါ်ဆုံးက adobe ဆိုတာလေးကိုနှိပ်လိုက်ပါဗျ။ photoshop torrent file ကိုအရင် download ဆွဲပါမယ်ဗျ။တူပေါ်မှာ right click နေပြီး new tab နဲ့ဖွင့်လိုက်ပါမယ်ဗျ။နောက်ထပ် Illustrator ကိုလည်း new tab နဲ့ဖွင့်လိုက်ပါမယ်ဗျ။ InDesign ကိုလည်း new tab နဲ့ဖွင့်လိုက်ပါမယ်ဗျ။ Photoshop torrent file ကို download ဆွဲဖို့အတွက် Photoshop အတွက်ဖွင့်ထားတဲ့ tab ကိုတွားလိုက်ပါဗျ။ပြီးရင် download torrent ဆိုတဲ့စာလုံးအနေအလဲကိုနှိပ်လိုက်ပါဗျ။ download torrent file ဆိုတဲ့ခလုတ်လေးကိုထပ်ပြီးနှိပ်ပေးလိုက်ပါဗျ။ညာဘက်အပေါ်တောင်းက save.torrent file ကိုထပ်နှိပ်လိုက်ပါဗျ။ Illustrator နဲ့ InDesign အတွက်လိုအပ်တဲ့ torrent file ကိုလည်းဆက်ပြီး download ဆွဲပေးလိုက်ပါဗျ။သုံးခုလုံး download ဆွဲပေးသွားပါပြီ။ဒီတစ်ခါမှာတော့တကယ် install လုပ်လို့ရတဲ့ file ဆိုင်များတဲ့ file တွေကို web torrent application နဲ့ download ဆွဲရတော့မှာပါအရင်ဆုံး photoshop torrent file လေးပေါ်မှာ double click လိုက်ပါဗျဒါဆိုရင် web torrent application လေးထဲမှာ file size 9.5 GB ရှိတဲ့ photoshop ကို download ဆဆွဲနေပါတယ်ကျန်တဲ့ indesign နဲ့ illustrator ကိုလည်း download ဆွဲပေးလိုက်ပါဗျဒီ၃ခုလုံး download ဆွဲလို့ပြည့်တဲ့ကပြန်လာခဲ့ပါမယ်ဗျ9.5 GB ရှိတဲ့ Photoshop အပါအဝင် InDesign နဲ့ Illustrator ကို download ဆွဲပေးသွားပါမယ်။ Photoshop အပါအဝင် Adobe application တွေကို install မလုပ်ခင် internet အရင်ပိတ်ဖို့လိုပါတယ်ဗျ။ကောင်းပါပြီ။လောလောဆယ်တော့ InDesign ကိုအရင်ဆုံး install လုပ်ပါမယ်ဗျ။ Adobe InDesign DMG file လေးပေါ်မှာ double click လိုက်ပါဗျ။ Extra ဆိုတဲ့ folder လေးကိုဖွင့်လိုက်ပါဗျ။ Full Creative Cloud folder လေးကိုဖွင့်လိုက်ပါဗျ။ဒီ file လေးကို install လုပ်ပေးပါဗျ။ဒီလိုလေးပေါ်လာရင် dan ကိုနှိပ်လိုက်ပါဗျ။ပြီးရင် system settings app ကိုဖွင့်လိုက်ပါဗျ။ privacy and security ကိုတွားလိုက်ပါ။အိုးအောက်ဆုံးဆွဲပြီးတော့ security session မှာရှိတဲ့ open anyway ကိုနှိပ်လိုက်ပါဗျ။ open anyway ကိုထပ်နှိပ်လိုက်ပါဗျ။ကျွန်တော်တော့ touch id လာတောင်းပါတယ်။ password တောင်းရင်တော့ password ရိုက်ပေးလိုက်ပါဗျ။ကျွန်တော်လုပ်တဲ့အတိုင်းလိုက်လုပ်ကြည့်ပါဗျ။ creative cloud ကို install လုပ်ပြီးသားရင် minimum creative cloud folder လေးကို ဖွင့်လိုက်ပါဗျာ M1 နောက်ပိုင်း laptop တွေဆိုရင် ARM64 ကို install လုပ်ရမှာဖြစ်ပြီးတော့ Intel CPU သုံးထားတဲ့ Apple laptop တွေဆိုရင်တော့ x86 ကို install လုပ်ရမှာပါဗျ install လုပ်လိုက်ပါမယ်ဗျနှစ်ခုလုံး install လုပ်ပြီးသွားတဲ့အခါ InDesign folder တွေက PKG file လေးကို install လုပ်ပေးပါဗျကျွန်တော်လုပ်တဲ့အတိုင်းလိုက်လုပ်ကြည့်ပါဗျ Adobe InDesign ကို install လုပ်တာတရားရခိုင်တော့အောင်မြင်ပါတယ်ဗျ။ဒါကြောင့်ဖွင့်ပြီးစမ်းကြည့်ပါမယ်ဗျ။ဒီလိုလေးပေါ်လာရင်စိတ်မပူပါနဲ့ cancel ကိုနှိပ်ပြီး system setting ထဲက privacy and security ကိုသွားလိုက်ပါဗျ open anyway ကိုနှိပ်ပေးလိုက်ပါဗျ လိုင်းစင်းအတိဗိတ်လုပ်ပြီးသား Adobe InDesign ကိုတရားရဂိုင်းတော့သုံးလို့ရသွားပါပြီ Photoshop နဲ့ Illustrator ကို install လုပ်တဲ့အခါဒီလို error ပဲပေါ်နေလို့ငကူမူလားဖိုင်မှာပြဿနာရှိတယ်လို့ပဲယူဆလိုက်ပါတယ်အဆင်ပြေတဲ့ crack ပြီးသား installer ဖိုင်ကို download ဆွဲပြီးတာနဲ့ install လုပ်လို့ရရင်ဗီဒီယိုလေးပြန်လုပ်ပေးပါမယ်ဗျကျေးဇူးတင်ပါတယ်